်မင်္ဂလာပါ VPN ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပဲခူးတိုင်းရေတားရှိမြို့နယ်စွာမြို့ရှိစစ်ကောင်စီရဲ့ခမရ16တက်မှစစ်မှုဒဏ်ဆင်တပ်သားတဦးကိုအဆိုပါတက်မှတခွဲတက်ကြည်တဦးနဲ့အပေါင်းပါတဦးကတေဆုံးသူအထိရိုက်နှက်ခဲ့တယ်လို့တက်တွင်းသတင်းရင်းမြစ်တဦးကသိရပါတယ်2025ခုနှစ်ဇွန်လ6ရက်နေ့ကခမရ16မှအုတ်ခွဲတက်ကြည်ကိုမျိုးနဲ့ဒုတက်ကြကျော်လွင်ဦးတို့ဟာ ပြည်သူစစ်မှုထမ်းတင်နန်းစစ်တပ်သားမိုးစင်မြင့်ကိုစကားများရမှမသိမချင်းရိုက်ခဲ့တာကြောင့်အဆိုပါရဲဘော်ဟာနေရာတွေမှာတင်ပွဲချင်းပြီးတည်ဆုံးခဲ့တယ်လို့သိရပါတယ်အဆိုပါခမရစကိုးဟာတောင်ငူခရိုင်ထုံးမိုကြီးနဲ့ကြောင်လုံးကြီးဘက်မှာလုံုံရေးစခန်းထိုင်ဆောင်ရွက်နေတာဖြစ်ပြီးယခုဖြစ်စဉ်မှာလည်းအဆိုပါစခန်းတွင်ဖြစ်ပွားခဲ့တာလို့ဒါအပြင်၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီးအထက်အရာရှိတွေကိုယ်တိုင်ကသိရှိထားပေမဲ့လည်းအဆိုပါစစ်မှုထမ်းတင်စားစဉ် မိသားစုများကိုတော့ချော်လဲတာကြောင့်တည်ဆုံရခြင်းဖြစ်တယ်လို့အကြောင်းကြားထားကြောင်းဆိုပါသတင်းပေးမှဆက်လက်ပြောကြားသွားပါတယ်။စွာမျိုးအခြေဆိုင်ခမရစကူတက်ဟာအမတ်၆ဆစ်စင်ရေးကုကဲမှုဌာနချုပ်လက်အောက်ခံတရင်တစ်ခုဖြစ်ပြီးအရင်ကလုံခြုံရေးတာဝန်တွေသာအဓိကထားဆောင်ရွက်ခဲ့ရပေမဲ့ယခုနောက်ပိုင်းဆစ်စင်ရေးတွေမှာပါအသုံးပြုလာတာကြောင့်ထွက်ပြေးတည်ဆုံမှုများနေတဲ့တက်တခုလည်းဖြစ်တယ်လို့စီရေးသတင်းအင်းမြစ်တဦးထံမှသိရပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့စကိုင်းတိုင်းမုံရွာမြို့ရှိစစ်ကောင်စီရဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်းကိုတော်လိုင်းရင်တပ်ဖွဲ့ဝင်တွေကတရားခုနှစ်မမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာသုံးလုံးသုံးလုံးအောင်မြင်စွာပေါက်ကွဲကြရောက်ခဲ့တယ်လို့ BWN အဖွဲ့ကယနေ့သတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ14ရက်နေ့ည10:00နာရီ10မိနစ်မှာမုံရွာခြေဆိုင်စစ်ကောင်စီရဲ့နာမခါကိုတရားခုနှစ်မမရှော့တိုက်တုံးသုံးလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာသုံးလုံးသုံးလုံးနာမခအတွင်းသို့အောင်မြင်စွာ ကြောက်ပောက်ကွဲခဲ့ကြောင်းနဲ့နောက်ဆက်တွဲအခြေအနေတွေကိုဆက်လက်စုံစမ်းထုတ်ပြန်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။စကိုင်းမကွေးနဲ့ချင်းပြည်နယ်တွေရှိစက္ကစတပ်ဖွဲ့တွေကိုအမိန်ပေးနေတဲ့ဌာနချုပ်ဖြစ်တယ်လို့ဆက်တက်လေဒီတွေဒရုန်းတွေနမခါထဲမှာအထိုင်ထားပြီးတော်လန်ရေးတပ်တွေကိုပြည်သူတွေနဲ့တူတူအိတ်ဆက်တက်ဖြတ်နေတာကြောင့် Mission 41အဖြစ်ဖော်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့နမခါအတွင်းပျော်ဝဲရှင်ဝဲကျင်းပမယ်လို့သိရတာကြောင့်စက္ကစနဲ့အပေါင်းပါတွေမလုံးဂျုံတော့တဲ့အချိန် ချိတ်ချောက်ခံနေရတဲ့စိတ်ခံစားချက်ရစေဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။ Brave Warrior for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ Shadow Mongya အဖွဲ့ရွှေတိရိကံမဟာမိတ်တရင် Justice Brother Force အဖွဲ့တွေပူးပေါင်းပြီးလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ရှိရွှေသွန်းကျေးရွာပိန်နယ်ကုန်းကျေးရွာညောင်တော်ကျေးရွာနဲ့ကံကြီးကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်နဲ့တောင်းတက်မတော် TNN တွေတို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီတပ်မှလက်နက်ကြီးများဒရုန်းများစွာနဲ့ပြည်ကူတိုက်ခိုက်ပေးလျက်ရှိတယ်လို့ PSLF TNL အဖွဲ့ကယမန်နေ့ညကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ23ရက်နေ့နေ့လယ်7:30မိနစ်30မှာရွှေသွန်းကျေးရွာစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှလက်နက်ကြီး35လုံးနဲ့ဒရုန်းနဲ့ဘုံ12လုံးပြည်ကူတိုက်ခိုက်ခဲ့တာကြောင့်ပင်နယ်ကုန်းနဲ့ညောင်တော်ကျေးရွာဘက်မှလည်းတိုက်ပွဲဖြစ်ပွားပြီးလက်နက်ကြီး40လုံးနဲ့ဒရုန်းနဲ့ဘုံ9လုံးကို ပြစ်ကူတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့မှာလည်းကံကြီးကျွတ်ဘက်မှာတိုက်ပွဲဖြစ်ပွားလျက်ရှိပြီး၎င်းတိုက်ပွဲမှာစစ်ကောင်စီဘက်မှလက်နက်ကြီးအလုံး90နဲ့ဒရုန်းပုံး15လုံးပြစ်ကူတိုက်ခိုက်ပေးလျက်ရှိတယ်လို့ဆက်လက်ဖော်ပြထားပါတယ်ညီနောင်မဟာမိတ်သုံးဘက်မှတစ်ဖက်သက်အပြည့်ရက်ကာလကိုတလတ်တတန်ထတ်တိုးထားတော်လဲစစ်ကောင်စီဘက်မှအကြခဏဆိုသလိုထိုးစစ်စင်လာတာကြောင့်နောင်ချူမျိုးနဲ့ဒီတဝိုင်းမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ဖော်ပြထားပါတယ် စက်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းအန္တရာယ်တွေကိုရှောင်ရှားနိုင်မှုအတွက်ပြည်သူတွေအနေနဲ့စည်ရေးသတိအမြဲရှိကြဖို့နဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလည်းလိုက်နာဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း TLN အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ VPN ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ကျွန်တော်ကိုထွန်းပါ။